င်္ဂလာပါနော်မင်္ဂလာပါအဲ့တော့ဒီနေ့ထန္ဒရာတေရှင်ပထမတစ်ပိုက်ရပြီနော်အဲ့ဒီတစ်ပိုက်လေးကိုကြည်ညက်အောင်ဒီနော်စာသားလေးမှတ်မယ် YouTube မှာစောင်းဦးမြင့်မောင်ကျွန်တော်တိတာထားလည်းရှိပါတယ်နော်ကျွန်တော်အကောင့်မှာတင်ထားတယ်အဲ့တော့ကျွန်တော်တိတာကိုထက်ကိုပို့ကောင်းနဲ့အလင်းငါကြောစွာဘဘစောင်းဦးမြင့်မောင်နဲ့ဒေါ်ရီသက်ဟန်လေးကိုနားထောင်ပါဒါမှစီးဝါလေးတည်လာမယ်လက်ကလေးတည်လာမယ်နော်ဒီအားလေးကိုပိုင်အောင်တည်ပါ ဲ့တော့ထန္တရာတီရှင်နဲ့ရသွားပြီဆိုမှအခုဒုတိယပိုက်ဒလူးဟူဆိုတဲ့အပိုက်လေးကိုပြီးပါနော်အဲ့တော့လက်ချောင်းလေးတွေမှတ်မယ်လက်အနေထားမှတ်မယ်လက်အနေထားမှတ်ပြီးမှကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့စာသားလေးမှတ်မယ်ဒါဆိုတီးနိုင်သွားပါလိမ့်မယ်နော်အဲ့တော့ဒုတိယပိုက်တက်မယ်ရှေ့တော့ကလက်ကလေးလက်ကိုဒီတိုင်းအောက်တင်မကြပါနဲ့လက်ချောင်းမှာစ ။သေချာပြောလဲဆိုတော့ဒီသင်တန်းကဂရုဖြစ်တဲ့အတွက်ကကျွန်တော်ကသင်ခန်းစာစစ်ပေးမှာမဟုတ်ပါဘူး။ဘာလို့ဆိုတော့လေအများနဲ့ဆိုတော့เนาะအဲ့တော့ကျွန်တော်အားလုံးကိုပြည့်စုံအောင်ဒါပေမဲ့ပြီးအောင်အကုန်တက်စီခြင်းလို့ပြောတာပါ။အကုန်အားလုံးကိုလိုအပ်တာတွေအကုန်ပြောတာပါเนาะ။အဲ့တော့ကလေးအဲ့ဒီတိုင်းလေးပြီးခဲ့ပြီပြီးခဲ့အဲ့ဒီတိုင်းမဲတင်ထားပါเนาะဒလူလာမဲဒလူကဘာလဲဆိုတော့ဒီလက်ညှို့ရဲ့ဘေးကဒီမမြင်လားဒီဒိုလေးကိုလက်မလဲဒီဘက်ကလာရဲ့ နော်ဟုတ်ပြီနော်ခမ်းမြမ်းများလက်တွေတင်းနေလိမ့်မယ်အသက်ကြီးပိုင်းနေများပါတယ်နော်ကျွန်တော်စီတင်နေသူကအဲ့တော့လက်တင်းမှာဆိုတော့လက်ကိုပျော့ပျော့ပြောင်းပြောင်းဖြစ်အောင်တီးနော်ကျွန်တော်ပြောတဲ့လက်နေထားတိုင်းနေနော်အဲ့တော့ဒီလက်မရဲ့တလုံးကျော်မီလေးကိုဒီလက်မလေးကလာလိုက်လာပြီးတော့ဘယ်လက်မအရင်တီးမယ်ညာလက်မဘယ်လက်ညို့ဒါပဲအဲ့ဒါအဲ့ဒါစာသားလေးကဒလူ ဒါလေးပဲเนาะအဲ့တော့အဲ့ဒါလေးကဝါချပြီးမှဝင်မှာเนาะအဲ့တော့ရှေ့ရဗျောင်းဒူဒူဒူဖြောက်တလူအဲ့ဒါနှစ်ခါပါเนาะစာသားရေးမပြတော့ဘူးစာသားလေးပို့ထားတဲ့အတွက်ကကိုယ့်ဘောက်ကိုကူးလိုက်ပါနော်ဟုတ်ပြီနော်ဒလူဖြောက်ဒလူဒါပြင်ထုံလာမယ်ထုံကညာလက်ကလေးဘယ်လက်မှထုံဘယ်လက်တကြွယ်ဆိုဟုတ်ပြီနော်ထုံ ါပြီးရင်တိပါနော်ဒီလက်သကြွေနေရာကိုဒီလက်သကြွေတစ်လုံးဘယံတင်းရကိုဟုတ်ပြီလက်ကိုပြောင်းရင်လည်းပြောင်းမယ်ဒဲလူဖြောက်ဒဲလူထုံးဒီလက်သကြွေနေရာကိုလက်ညှိုးပြောင်းလိုက်ဒီလက်ညှိုးရဲ့ဒီတစ်လုံးကျော်ကိုလက်ကလေးကဒီလိုလေးလာလိုက်ညာပဲညာပဲဒယံဒယံတီးတဲ့ဟာလေနော်ဒယံ တော့ဓာတ်လူကိုကျွန်တော်တို့ကမလုပ်မလဲနှစ်ခါပြီးมาဖြစ်ပါတယ်ဓာတ်လူဟူဖြောက်ဓာတ်လူဟူထုံးဒယံဒယံဖြောက်ဓာတ်လူဟူဖြောက်ဓာတ်လူဟူထုံးဒယံဒယံဒါပြင်တောပြင်တောလုံးလာမယ်เนาะစာသားလေးကြည့်လိုက်အဲ့တော့တောကဘာလဲဆိုလက်ကဒီမှာတင်ထားတော့ပါလေညာလက်ကြွယ်ဘဲလက်တန်းဇုံနောက်လက်ကလေးဇုံ ာကဘာလဲဆိုတော့တောဘီနောက်တောပြန်လာတော့ညာလက်စကြွယ်ပဲလက်တန့်တောသုံးလုံးရသွားပြီတောဘီတောဒါပြီးရင်လက်မနဲ့လက်တန်းလေးနဲ့ဇုံတိလိုက်ပါလုံးအဲ့တော့ပေါင်းပြပြမယ်ဒေါ်ဘင်ဒေါ်လုံးဒါပြီးရင်နှံ့လာမယ်เนาะစာသားကြည့်ကြည့်လိုက်ကိုပါကိုနှံ့ကဒရန်နဲ့တူတူပဲနှံ့ ဘာကလက်ကလေးဆုံးဘာနောက်လို့နဲ့နှံ့နေတာတူတူပဲလို့ကလည်းတရက်မဲ့လို့ဒါပါပဲအဲ့တော့တောပင်တောလုံးကပြန်ပြီးမယ်ဒေါ်ပင်တောလုံးဝါချမယ်နံပါလို့လေးလေးတင်မယ်လက်သန်းနေရာလေးကိုဒီလက်မလေးကအောက်ကဝင်နော် ောက်ကဝင်လိုက်ပါဝင်ပြီးအောက်ကနေပဲဝင်တိပါဒီလိုတက်တက်ကြီးမဟုတ်ဘူးလက်တက်နေရဒိုလေးကိုလက်မလေးဝင်ဝင်ပြီးဒီလက်မနဲ့ဇုံတိဒါပြင်ဒီလက်ကဒီလိုလာမှာဒီရဲ့နှလုံးကျော်လက်မရဲ့နှလုံးကျော်စို့တိမယ်နောက်ဒီဒိုတိမယ်လက်တက်လက်ညှိုးပြန်တိမယ်ဟုတ်ပြီဒါဆိုရင်ဒုတိယပိုက်ရသွားပြီ ဲ့တော့ဒီဘိုက်ကိုကျွန်တော်တို့ကနှခါတီးมาဖြစ်ပါတယ်နှခါလုံးတီးပြပါမယ်ဒလူဟူဖြောက်ဒလူဟူထုံးတယန်တယန်ဖြောက်ဒလူဟူဖြောက်ဒလူဟူထုံးဒီမောင်တဲထားတဲထားရင်ကျွန်တော်တို့ပြန်စုပြီเนาะတစ်ခေါက်တန်တီး